စီလန်စကီကဘလို့လူစားမျိုးလဲစီလန်စကီအနေနဲ့ဒီပြဿနာအချက်တဲကိုဖြေရှင်းနိုင်ပါမလားဒါနဲ့ပတ်သက်ပြီးတော့မေကောပေါင်းပြောင်းများစွာထုံးနေပြီဖြစ်ပါတယ်စလန်စကီတတော်ပြောရမယ်ဆိုရင်ပြဿနာပေါင်းများစွာရှိနေတဲ့ထက်ကဒီပြဿနာဟာပြဿနာကြီးတည်းလို့တော့ပြောရမှာဖြစ်ပါလေ။စလန်စကီကိုပြောရမယ်ဆိုရင်တော့နောက်နိုင်ငံတွေကတော့သူရဲ့ကောင်းအဖြစ်ချီးကျူးတယ်လို့ချို့ကလည်းဇီယက်စကီက my US ဆန်တယ်လို့ပြောပါတယ် ရုရှားကိုထောက်ခံတဲ့နိုင်ငံတွေကတော့ဇလန်စကီကအယူပဲလို့သတ်မှတ်ကြပါတယ်။ဒါပေမဲ့သူ့ပြည်သူတွေအတွက်ကတော့ဇလန်စကီကသူရဲ့ကောင်းပေါ့။ဘလောက်ပဲသူရဲ့ကောင်းဆန်ပါစေလေ။အင်အားမကြီးပြောင်းမှုဟာနောက်ဆုံးတော့စစ်ပွဲဖြစ်ကိုပြောင်းလဲသွားစေတာတမန်တာပဲဖြစ်ပါတယ်။အခုဇလန်စကီဒီအကြက်တဲကြီးကိုဘလို့ရင်ဆိုင်ဖြေရှင်းမလဲ။ရင်ဆိုင်နိုင်စွမ်းရှိပါမလား။ကြည့်ရအောင်ဗျာ။ လိုခဲ့တဲ့နှစ်နှစ်တုန်းကပေါ့အဲ့ဒီတုန်းကယူကရိန်းစစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီး solution ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်က the economic ဒရင်ဌာနမှာပါလာပါတယ် solution ရာကုတ်ကတော့အင်္ဂလန်နိုင်ငံဆိုင်ရာယူကရိန်းတာဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်နေပါတယ်အဲ့ဒီဆောင်းပါးမှာ solution ကဘာရေးလဲဆိုတော့ယူကရိန်းရဲ့တံပြန်ထိုးစစ်ဟာစောပိုင်းကလေးကချွတ်ချော်မှုတွေရှိခဲ့ပါတယ်တဲ့စစ်ပန်းနေပြီဖြစ်တဲ့ယူကရိန်းစီကအဆုံးဖြတ်ပေးနိုင်လောက်တဲ့အောင်မြင်မှုမျိုးဝင်ရောလေးတင်ဖို့လို့ရေးသားဖော်ပြခဲ့ပါတယ် အဲ့ဒီဆောင်းပါးကိုထောက်ပြပြီး Republican တွေကအဲ့ဒီတော့ American သမ္မတဂျိုးဘိုင်နဲ့ဟာဘလုံးမမနိုင်တဲ့စစ်ပွဲအတွက်ငွေဖြုံးနေတာလို့တံပြန်ဆွဆွဲပါတယ်ပြောရမယ်ဆိုရင်တော့ American ကစီးရေးကုနီတွေချက်ချင်းရှော့ချလိုက်ပါတယ်ကမ္ဘာကျော်သတင်းကြီး Elon Musk ကဆိုရင်စူးစီးတုတ်ကတော့နိုင်ဖို့မလွယ်ဘူးလို့ပြောနေတဲ့စစ်ပွဲမှာစစ်ဆက်တိုက်ခြင်းနဲ့သမ္မတဇီလန်စကီဟာတာသက်သမားပဲလို့ပြင်းထန်ဝေဖန်ဖြစ်တင်ခဲ့ပါတယ် ဆလန်စကီကနိုင်ငံတကာယုံကြည်မှုပြန်လည်ရရှိအောင်မနာမနေစူးစမ်းပါတယ်။ဥရောပရဲ့ထိပ်သီးနှံနိုင်ငံဖြစ်တဲ့ဂျာမနီရဲ့ပြည်ထောင်ကယူကရိန်းကိုနှစ်ဆတိုးကူညီရဲလို့ကြေညာပါတယ်။ NATO ထွေထွေတင်မှုလို့အဲ့ဒီတော့ကဂျက်စတိုဒန်ဘက်ကအရှေ့တန်းမှာယူကရိန်းစစ်သည်တွေအခက်အခဲများစွာရင်ဆိုင်နေရပေမဲ့ပူတင်ကိုဘလို့မှအနိုင်ပေးလို့မဖြစ်ဘူးဆိုပြီးခိုင်မာယက်တည်ပါတယ်။ဒီလိုအချိန်မှာပြည်ထောင်နိုင်ငံဂျာယုံကြည်ပြောင်းလဲဖြစ်ပါတယ်။နိုင်ငံရေးဩဇာကြီးမားတဲ့အရေးဝန်ကြီးချုပ်ဟောင်းဒေးဗစ်ကင်မွန်ကနိုင်ငံဂျာယုံကြီးဖြစ်လာပြီးယူကရိန်းကိုချက်ချင်းသွားပါတယ်။ ယူကရိန်းစစ်ပွဲမှာပြီးမချင်းပြည်ထောင်ဟာယူကရိန်းနောက်ကမမမမယနေ့မှာဖြစ်ကြောင်းပြည်ထောင်ရဲ့နိုင်ငံခြားရေးမှူးအရကနိုင်ငံကာသို့ချပြပါတယ်။ဇလန်စကီကနိုင်ငံပေါင်း33နိုင်ငံပါဝင်တဲ့ Coalition of Wall မဟာမိတ်ဖွဲ့ကယူကရိန်းကိုဝန်ရံပေးတဲ့စီရင်ကိုတနမယေးရဆွေးဆောင်ခဲ့ပါတယ်။ဒီခါကြုံတွေ့ရတဲ့ချက်တွေကတော့လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်းအများကြီးခက်ခဲပါတယ်။ဘာဖြစ်လို့လဲ?ဂျိုးမိုင်းကဇလန်စကီကိုမမမမယက်တိပေးခဲ့မဲ့ထရန့်ကတော့ ပြောရမယ်ဆိုရင်တော့ဇီလန်စကီးအခြေအနေကိုသူကအခြေအနေနဲ့အချိန်ကာလမူတည်ပြီးလှုပ်ရှားနေတာပါအခုဂျိုးမနေနဲ့မရှိခဲ့သူအဲ့ဒီတော့ကနိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့တဲ့ဒေးဗစ်ကင်မောလည်းမရှိတော့ပါဘူးဒေးဗစ်ကတော့မြန်မာကလည်းပြောင်းလဲခဲ့တယ်လို့သူတို့ရဲ့အယူဝါဒတွေကလည်းပြောင်းလဲသွားပါတယ်ထရိုင်ယာခု28ချက်မူကိုလက်ခံယူကရိန်းပြည်သူတွေကဇီလန်စကီးကိုစန့်ကျင်တော့မှဖြစ်ပါတယ်ကောက်ခံရတဲ့လူမှုစစ်တမ်းတွေအရဆိုယူကရိန်းပြည်သူအများစုကဒီငြိမ်းချမ်းရေးမူကိုလက်မခံကြပါဘူး တကယ်လို့လက်မခံရတဲ့ trend ကလက်မခံရရောင်းမချပြီးတော့တဲ့အပြင်ယူကရိန်းကိုကွန်ကြီးတဲ့နိုင်ငံတွေကပါဖိအားပေးတော့မှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့အခုကာချင်းတွေကပလေယောဂနဲ့ဝမ်ယောဂနှစ်ခုကြိုက်တာတစ်ခုလေးခိုင်းလို့ဖြစ်နေပြီဆိုပြီးလေ့လာသူတွေကပြောပါတယ်ထရန်ကသူ့ရဲ့ငင်ကြိုင်းမှု၂၈ချက်နဲ့ပတ်သက်ပြီးဥရောပကောင်းဆောင်တွေကိုလည်းကြိုတင်သိပေးခြင်းမရှိဘူးဘယ်သူမှလည်းကြိုတင်သိပေးခြင်းမရှိဘူးတနည်းအားဖြင့်ပြောရင်တော့ဥရောပကောင်းဆောင်တွေကိုအရှောက်ခွဲတာပါပဲတလန်တိတ်ဖြစ်ကျော်စစ်စစ်ရင်းကိုလုံးဝလှည့်လို့ရှုလိုက်တာပါပဲ ဇလန်စကီအနေနဲ့တရေချက်ကိုမိရသုံးချပြီးတော့ဥရောပခေါင်းဆောင်တွေရဲ့ထောက်ခံအပင်းမှုနဲ့စစ်ပွဲကိုဆက်တိုက်မယ်လို့တော့ယုံကြည်မိပါတယ်။ထိုင်ဝမ်နဲ့ပတ်သက်လို့ကုလမဂျပန်ကိုတရုတ်ကအပြင်းထန်ကြိမ်းမောင်းပါတယ်။ဂျပန်ဖြစ်နေတဲ့လက်လောက်ညှိပွားမှုကိုကုလသမဂ္ဂအထိတရုတ်ကစွဲတင်သွားပြီဖြစ်ပါတယ်။ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးတိုကျိုဟာလက်နက်ကိုင်ဝန်ရောက်ဆက်ဖက်မယ်လို့ချိန်ချောက်နေပါတယ်ဆိုပြီးတရုတ်ကဆွဆွထားတယ်လို့ ပေကျင်းနေတဲ့မိမိကိုယ်ကိုခုခံကာကွယ်မယ်လို့ပြင်းထန်ကြေငြာလိုက်ပါတယ်။နှစ်ပတ်ကြာနေပြီဖြစ်တဲ့ဒီပြဿနာဟာအခုတစ်ခါမှတရုတ်ဘက်ကပြောဆိုတာကအပြင်းထန်ဆုံးဖြစ်ပါတယ်။ဂျပန်ကဒီပြဿနာကိုငြိမ်းချမ်းနေတဲ့ဖြစ်ရှိမှုဆိုပြီးတရုတ်ကိုကိုယ်စားလှယ်လွတ်ပြန်မယ်ပြည်လက်ချင်းမရှိပါဘူး။တကယ်လို့ထိုင်ဝမ်ကိုတရုတ်ကတိုက်ရင်တိုချိုအနေနဲ့စီးရတုံ့ပြန်လာနေလို့ဂျပန်မျိုးသွေးကိုကြည့်တဲ့စာနေတကအရှိစကားဟာနိုင်ငံကဥပဒေနဲ့တနမယ်ရချင်းထုံးတွေကိုကြည်ညိုမှချိုးဖောက်နေတာလို့ကုလသမဂ္ဂဆိုင်ရာတရုတ်သံမကြီးဖူချောင်းက ကူရာရက်စီကိုပြေးမှုတဲ့စာထဲမှာရေးထားပါတယ်။တကယ်လို့များဂျပန်ကထိုင်ဝမ်ရေကြားကိစ္စမှာလက်နက်ကန်ဝင်ရောက်စစ်ဖက်မှုအကဲဆက်ရင်တော့တာဟာကျူးကျော်တိုက်ခိုက်မှုပါလို့တရုတ်မရှိရထုတ်ပြန်ချက်မှာအံမကြီးကရေးပါတယ်။တရုတ်အနေနဲ့ကုလသမဂ္ဂဘရိနင်းစာတမ်းပါဝင်နိုင်ငံတကာဥပဒေအရကိုကိုကိုခုခံကာကွယ်ပိုင်ခွင့်စတော်ကိုပြည့်ရသွားချင်းသုံးမှာဖြစ်တယ်လို့ချောက်ချာအာနာနဲ့နေမီတီတန့်ခိုင်မြေကြီးကိုလည်းခိုင်မာကာကွယ်သွားမယ်လို့ဆိုပါတယ်။ ီမိုကရေစီနိကြအုပ်ချုပ်တဲ့ထိုင်ဝမ်ကိုသူ့ပိုင်တဲ့နယ်မြေဖြစ်ပေကျေးဆွေးရကသတ်မှတ်ထားပြီးထိုင်ဝမ်ကိုပြန်ထိန်းချုပ်ဖို့အတွက်အင်အားသုံးတဲ့နည်းလမ်းတွေကိုလည်းလုပ်မယ်လို့တရုတ်ကအတိအလင်းပြောထားတာဖြစ်ပါတယ်။ဒါမဲ့အဲ့ဒီတရုတ်နဲ့ပြဿနာတက်စတဲ့အမှတ်ချက်ကိုရုပ်သိမ်းမှုဂျပန်ဝန်ကြီးချုပ်ကလည်းရေးဆိုပါတယ်။လုံးဝမရုပ်သိမ်းနိုင်ဘူးလို့ဂျပန်လွတ်တော်မှာဝန်ကြီးချုပ်ကပြောလိုက်ပါတယ်။တရုတ်ကဒါကြောင့်ဒီပြဿနာကိုပို့ပြီးတော့ဆက်ဆက်ကနားကြီးတော့ပါလေ။တရမန်ရေးစီပွားရေးကုမ္ပဏီနီလန်ပေါင်းစုံနဲ့ဂျပန်ကိုဖိအားပေးနေပါတယ်။ ဂျပန်တမ္မတ်ကိုပါဆင့်ခေါ်ပြီးတရားဝင်ကန့်ကွက်နေပါလေ။ဒါပေမဲ့ပြည်ထနာဖြစ်တဲ့ချိန်မှာဂျပန်ဝန်ကြီးချုပ်ကစကားပြောဆိုပို့ထိန်ခဲ့တယ်လို့ထိုင်ဝမ်နဲ့ပတ်သက်ပြီးနောက်ဆက်တွဲမှတ်ချက်ပေးတာလည်းမရှိတော့ပါဘူး။နိုဝင်ဘာ27မှာသူမဟာ G20 ဒီနီလာကတက်ဖို့ထွက်မသွားခင်တရားဝင်တွေ့ဆုံပြီးဒီကိစ္စအကြောင်းစကားနည်းနည်းပြောခဲ့ပါလေ။တခါကြီးချင်းအနေနဲ့သူမပြောခဲ့တဲ့မှတ်ချက်စကားပြန်ဦးသိမ်းဖို့တရုတ်ကတောင်းဆိုပေမဲ့ဝန်ကြီးချုပ်ကတော့ရေးဆိုပါတယ်။ ဂျပန်ရဲ့ဒီမိုကိုထိပါချင်းကြောက်ခံရပြီးလို့မဆိုင်ရဲ့အစိုးရဟာရနိုင်သူများတရင်ချက်နဲ့အားလုံးပုံမူတည်ပြီးအချိန်နဲ့တပြေးညီအသင့်တော်ဆုံးဆုံးဖြတ်ချက်ကိုရွေးချယ်လုပ်ဆောင်မယ်လို့ဆိုပါတယ်။ဒီအကြောင်းကိုသူကိုယ်တိုင်ချင်းချင်းရှင်းပြခဲ့ပြီးဖြစ်တယ်လို့ဂျပန်အစိုးရရဲ့သဘောထားဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့ဒါကအချီကဆိုပါတယ်။တရုတ်ဟာထိုင်းကိုပိုင်နေတဲ့မြေပြင်သတ်မှတ်ထားပြီးလိုအပ်လာရင်အင်အားသုံးတိုက်ခိုက်မယ်လို့ချင်းချောက်ထားပြီးအဲဒီတော့ဒီအချိန်လေးဖြစ်နိုင်ဂျပန်ကတက်တွေဆင်လွတ်မယ်ဆိုတဲ့သဘောမျိုးဒါကအချီပြောဆိုတာဟာ တရုတ်ပေါ်ရန်လုံတဲ့သဘောထားကိုပြပြတ်သားသားပြလိုက်တာပါပဲ။တကအီချစ်ကသူမရဲ့သဘောထားကတော့တရုတ်ပြည်ပဆက်ဆက်ရေးကိုထိထိရောက်မြင့်တယ်လို့ဖြစ်ပြီးဒီအကြောင်းကိုပြီးခဲ့တဲ့လကတောင်ကိုရီးယားမှာတရုတ်သမ္မတနဲ့တွေ့ဆုံတော့ကလည်းအတိပေးခဲ့တယ်ဆိုပါလေ။သူမရှီချင်းပြင်းကိုပြောခဲ့တဲ့နိုင်ငံနိုင်ငံသားမှာပြန်လည်ကောင်းကျိုးဖြစ်လို့စင်မဲ့ပြည်သူ့ဘောဆောင်နဲ့ဆက်ဆက်မျိုးတိဆောက်ချင်တယ်လို့ဆိုပါလေ။ဂျပန်ဂျပန်ကတော့အဲ့ဒီရည်ရွယ်ချက်ကိုလုံးဝမပြောလဲဘူးလို့ဆိုပါလေ။ တရုတ်ဘက်ကတော့ဂျပန်ဘက်ကအဲ့ဒီရည်တည်မှုကိုလုံးဝမပြောင်းလဲဘူးဆိုရင်ဘာကြောင့်အဲ့ဒီလိုစီးရင်ရဝင်ရောက်ပြီးတော့ကုညီပေးမယ်ဆိုတဲ့စကားကိုပြောခဲ့တာလဲဆိုတာမီးခိုးထုတ်နေတာဖြစ်ပါတယ်ဒီရန်လေပိုင်းမှာရေကြီးမြပြပြီးသေဆုံးသူရေတွက်55ဦးထိတိုးလာပါတယ်။ဒီနယ်လေပိုင်းမှာမူတည်တဲ့မြေရေကြီးတာနဲ့မြေပြတာကြောင့်သေဆုံးသူက55ဦးထိတိုးလာပြီးနောက်ထပ်စစ်တုံးရလည်းပျော်ဆုံးနေတယ်လို့ဆိုရတဲ့ဘောဘီအန်အေဆိုင်အေဂျင်စီတွေကနိုဝင်ဘာ22ဒီကနေ့မှာကြေညာပါတယ်။ ဒီကရရပိုင်းနဲ့ပြည်နယ်လေပိုင်းနဲ့သာချုံတော်မူခြင်း1900မီလီမီတာအထက်ရွာသွန်းပါတယ်။အဲ့ဒီဒေသကကော်ဖီတီကစိုက်ပျိုးတဲ့ဒေသဖြစ်သလိုနာမည်ကြီးပန်းပြေကမ်းခြေလည်းရှိပါတယ်။ဒါပေမဲ့မုံတိုင်းဝန်တိုင်းရည်ကြီးတာလည်းခန်းခန်းကြုံရတဲ့ဒေသပါ။တေဆုံတို့ထက်ဝက်နီးပါးဟာဒေလပြည်နယ်ကဖြစ်ပြီးတော့လူ28ဦးတေဆုံခဲ့တယ်လို့ခန်းဝါပြည်နယ်မှာလည်းစလုံးဦးတည်ပါတယ်။ရည်ကြီးမှုကြောင့်စီးပွားရေးထိခိုက်ဆုံးရှုံးမှုတန်ဖိုးဟာဘီအန်အန်ငွေကြေးတောင်း၈.၈ထရီလီယံစင်ကာပူဒေါ်လာအတွက်၄၄၅သန်းဝန်းကျင်ရှိပါတယ်။ အင်ဂျီပေါင်း2300ကျော်ရည်ပြုတ်ခဲ့လို့စိုက်ပျိုးမြင့်ဟတာ8000လိပါပြည့်စည်ခဲ့တယ်လို့ VNN တဘော BNN ဆိုင်ရာအေဂျင်စီတွေကပြောပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အိန္ဒိယမှာအသေးပြောက်များပြားခဲ့တဲ့ဒေလီမြို့ကာဘုံပွဲမှုကြောင့်နောက်ထပ်၄ဦးဖမ်းဆီးရမိတဲ့သတင်းပြောချင်တယ်ဗျာ။ဒါပြီးခဲ့တဲ့ရက်ပိုင်းကနယူးဒေလီမှာကာဘုံခွဲမှုနဲ့ဆက်ဆက်ပြီးဆရာဝန်၃ဦးပါဝင်နောက်၄ဦးဖမ်းဆီးထားတယ်လို့အိန္ဒိယချန်ပီယံတိုက်ဖြတ်အေဂျင်စီကဒီနေ့မှကြေညာပါတယ်။ ဒေါ်ကျော်ရင်ထူးတင်းကျပ်တာနဲ့မြို့တော်နယူးဒေလီမှာဒါဟာစစ်စစ်နေ့တစ်ခုကျော်အတွင်းမှာပထမဆုံးဖြစ်ခဲ့တဲ့တိုက်ခိုက်ခံရမှုပါလုံးမဆိုင်နေကတမိုင်းဝင်ခန္တနီပြပမှာဖြစ်ခဲ့တဲ့ဒီကားပုံခွင်တော့လူဆယ်ဦးတည်ပြီး30လုံးတန်ရပါလေ။အလိကတရားခံလို့တမခံရလို့ကတော့အိန္ဒိယပိုင်ကတ်စတူရဒီတမဒေါက်တာမူဇာမီရှာကီကန်နိုင်ဒေါက်တာအဒီအမရာတာနဲ့နောက်ဒုတိယဖြစ်ပြီးတော့ဒေါက်တူကတော့အိန္ဒိယမြန်မာလက္ခဏာမျိုးကဒေါက်တာရှာဟန်စာရိတ်ဖြစ်တယ်လို့မြို့သားစုံစမ်းစစ်ဆေးအေဂျင်စီ NRI ကထုတ်ပြန်ပါလေ။ ဒီအကြံဖက်တက်ခတ်မှုမှာသူတို့အားလုံးကအဓိကခံကန်တာကပါဝင်ပါတယ်။ထူးဆန်းတာကဒီတစ်ခါအကြံဖက်တက်ခတ်မှုကိုဦးဆောင်တာဟာဆရာဝန်ကြီးကြီးပဲလို့အေဂျင်စီကလူမှုကွန်ရက်မှာထုတ်ပြန်ပါတယ်။သူတို့ဘယ်လိုပါဝင်ပတ်သက်လဲအသေးစိတ်ချက်လက်ကိုမရှင်းပြပါဘူး။ဒေါက်တာဂန်နိုင်ဒေါက်တာရာတာနဲ့မူဖတီဝါကီတို့ဟာပါကစ္စတန်ခြေဆိုင်စစ်သွေးကြွဖွဲ့တဖြစ်တဲ့ဂျက်အီမိုဟာမက်နဲ့အန်ဆာဂါဇာအာဟင်တို့နဲ့ဆက်ဆက်တဲ့အကြံပတ်ယူနစ်တစ်ခုရဲ့ဖုံးဝင်ဖြစ်တယ်ဆိုပြီး ဂျမူးကစနီရဲ့ဘက်ကပြီးခဲ့တဲ့တရင်ဘက်ကလည်းကဖမ်းဆီးထားသူတွေဖြစ်ပါတယ်။အဲဒီချိန်တုန်းကတော့အဖမ်းခံရသူတွေရဲ့မိသားစုဝင်တွေဟာဒီဆွဆွဲချက်တွေကိုရင်းဆိုခဲ့ပြီးတော့သူတို့မှအပြစ်မရှိကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာတောင်းသားကြောင်းတူပေါင်း200ကျော်ကိုလက်နက်ကင်တတိကပြန်ပြီးဆွဲသွားတယ်လို့သိရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံလည်းပိုင်းနိုင်ဂျာပြည်နယ်ကကက်သလစ်ဆန်ကြောင်းကိုတောက်ကြနေမှာတနေ့သမားတွေဝေရောက်စီးနေပြီးတောင်းသားကြောင်းတူ200ကျော်ကိုပြန်ပြီးဆွဲသွားတာပါ။ ဒါဟာတပတ်တွင်းစာသရုံးနှစ်ကျောင်းကကျောင်းသားကျောင်းသူဆုလိုက်ပြုံလိုက်ပြန်ပြီးဆွေးခံရတာဖြစ်ပါတယ်။လူတိုင်းဆိုင်ရာချင်းကြောင်းမှုတွေရှိနေလို့ဘောရာဆောင်ပိတ်တဲ့ကျောင်းတွေကိုယာယီပိတ်သိမ်းထားဖို့အာဏာပိုင်တွေကညှိနှိုင်းထားတာဖြစ်ပါတယ်။အခုဖြစ်တဲ့ကျောင်းကနိုင်ကြပြည်နယ်ပါဘီရီရက်ကစေမရီစာသင်ကျောင်းမှာဖြစ်ခဲ့တာပါ။ကျောင်းသားပေါင်း115ဦးနဲ့ဝန်ထမ်း12ဦးတို့တောက်ကြနေစောပိုင်းမှာဖမ်းဆီးခံရတာဖြစ်တယ်လို့လူကျွေးရခရီးအသင်းကထုတ်ပြန်ပါတယ်။ တမင်လာနေကအကြောင်းသူ20ကျော်ပြန်ပေးဆွဲခံရမှုပါဝင်တဲ့ဂျီရီးယားမှာမကြသေးမီရက်တွေမှာလက်နက်ကင်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုသစ်တွေရှိလာပါတယ်။တနင်္လာနေ့ဖြစ်ဟာနိုင်ဂျာပြည်နယ်နဲ့ကလေးမှာရှိတဲ့ကာဘီပြည်နယ်ကဘောရာဆောင်ပါစာသင်ကျောင်းကမွတ်စလင်အကြောင်းသူတွေဖြစ်တယ်လို့သိရပါတယ်။တောင်ပိုင်းကွာပြည်နယ်မှာလည်းခရီးရန်တင်းတော်တို့ခုမှဝတ်ပြုစုတော်မှုဖြစ်တော့တိုက်ခိုက်မှုကြောင့်လူလူသေပါတယ်။38ဦးပြန်ပေးဆွဲခံရပါတယ်။နိုင်ဂျီးယားသမ္မတဘောလာဒီနူဂူဟာ ကျိုးကျိုးကိစ္စတွေကတော့တောင်အာဖရိကမှာလုံးမဲ့ G20 ထိပ်တီးစည်းဝေးပါဝင်နိုင်ငံခြားခီးစဉ်တွေဖြတ်သိမ်းခဲ့ရပါတယ်။ဒေသတွေမှာဓမြတွေလို့သိကြတဲ့လက်နက်ကိုင်မျိုးသားတွေဟာဒေသဆိုင်ရာစံတော်ချိန်မိုးလဲနှစ်နိုင်မှာစစ်မြေကြီးစာသင်ကျောင်းကိုဝေစီးပြီးတော့အဆောင်အဆောင်ကျောင်းသားကျောင်းသူတွေကိုပြန်ပြီးဆွေးနွေးတာပါ။အကြံဖက်တက်ခိုင်းနိုင်ခြင်းအင်မတန်များတယ်လို့ထောက်လင်းသတင်းပေးမှုတွေရှိပြီးနောက်ဘော်ဒါဆောင်ပါတဲ့စာသင်ကျောင်းတွေကိုပိတ်သိမ်းဖို့ညွှန်ကြားချက်ကိုစာသင်ကျောင်းဘက်ကလေးနက်မထားခဲ့ပါဘူးလို့နိုင်ကြပြည်နယ်အာဏာပိုင်တွေကပြောပါလေ။ ဒါကြောင့်မဖြစ်သင့်တဲ့ကိစ္စတွေခုလိုမျိုးဖြစ်ခဲ့ရတာလို့ဆိုပါလိမ့်ဒီကိစ္စနဲ့ပတ်သက်ပြီးနိုင်ကြအစိုးရကတော့နီလန်ပေါင်းစုံနဲ့ចောင်းသားចောင်းသူမြန်မာကျော်ပြန်လည်လွတ်မြောက်ဖို့စ조사ဆောင်ရွက်မယ်လို့ကတိပေးထားတာဖြစ်ပါလေ။နောက်သတင်းတစ်ပုဒ်ပြောချင်ပါလေ။ကဘာကျော်မြို့သမီးပကြီးပညာရှင်ခါလုံရဲ့ပကြီးကားဟာဒေါ်လာ55တန်နဲ့ရောင်းထပ်သွားပါလေ။ထူးခြားတာတစ်ခုကတော့သူမက ဒါမြို့သွေးတွေကနေပထမဆုံးဒေါ်လာ55သန်းထိရခဲ့တဲ့အကြီးဆရာမလို့ပြောရမှာဖြစ်ပါလေ။စံချိန်ချိုးခဲ့တာပါမြို့သမီးလူပညာရှင်တို့လက်ရောက်ကိုလေးလံတရာမှာအများဆုံးရတဲ့ဈေးနှုန်းဟာယင်းလုံးကဒေါ်လာ54သန်းဖြစ်ပြီးဂျော်ဂျီယာအိုင်ဖေးရဲ့ Jameson Wheat White Flower No. 1ဖြစ်ပါလေ။2014က South Bay မှာလေးတန်းတင်ခဲ့တာပါ။ထောက်ကောင်ရဲ့လေမကောလုံးကတဲ့ပကြီးဆီယမခါလိုဟာလိုရတဲ့ရာဇဝတ်မှာအကြီးအကျယ်ဆုံးပကြီးဆီယတွေနဲ့တူပါဝင်ဖြစ်ပါလေ။ ကျမရဲ့ကိုယ်နိုင်ပုံတို့လူသိညာပါတယ်။ထောင်ကွာ80ပြည်တကရရှိခဲ့တဲ့ကလောလီလာစီတဲ့အစားထောင်ရရရှိခဲ့ပါတယ်။ပကြီးစုဆောင်မှုမျိုးကြားဈေးပိုင်ဆိုင်ပြီးနောက်မှာရောင်းထွက်ခဲ့တာဖြစ်တယ်လို့စောက်ပြီးလေလံကံမီကကြေညာပါတယ်။အခုရတဲ့လေလံစီက2021မှာဒေါ်လာ30လီတာမှ9ဒဏ်ရောင်းထွက်ခဲ့တဲ့ခါလုံးပုံလူကြီးကရဲ့စင်လင်ကိုချိုးနိုင်ခဲ့တာပါ။စပိန်လိုအိမ်မက်လို့နာမည်ပေးထားတဲ့ပကြီးလက်ရမှာခါလုံးဟာဒိုင်နမိုက်တွေနဲ့ချီနောင်ထားတဲ့ရိုးစိုးရဲ့အောက်မှာရှိတဲ့အိမ်ရမှာအိတ်ဆက်နေတဲ့ခါလုံးကို မြင်တွေ့ရတယ်ဆိုပါလိမ့်ပကြီကားရဲ့အတွေ့အကြုံကတော့ထူးဆန်းပါတယ်ဒီပကြီကိုစောက်ပြီးမှပဲ1080ပြည်မှာလိမ့်လက်နေရောင်းချတဲ့ကဒေါ်လာ9000ရရှိခဲ့ပါတယ်အရှိပေါ့ကနေရောင်းထပ်မယ်လို့ဘယ်သူကမှထင်မှာမဟုတ်ကြောင်းလေးလံကမိကပြောပါတယ်ဒီပကြီကားဟာမက်ဆီကိုစိတ်ပကြီဆီယာမရဲ့စိတ်ပန်းဆိုင်ရာတင်းမာမှုတွေများစွာပါတယ်ပိုလိုပကြီတွေနဲ့တစ်ခုဖြစ်ပါတယ် ်ခါလိုအားအင်တော်ကွာရှင်းပြက်စေရတယ်ပြန်လက်ထပ်ပြီးလို့မကြောက်ဘူးခါလိုရဲ့ချစ်သူအောင်လုံးကြံခံရတဲ့မြို့ဖြစ်လို့ဂျီဆီယမ်မတ်ရဲ့အင်တန်ကိုပုံလိုက်ခံတဲ့အခြေအနေပါသူမလျာခလေးပေါ်မှာပိုလီယိုရောဂါကြောင့်မတန်မဆွဲဖြစ်မှုဘက်ကောင်ဘရောတစားမှုပြီးနောက်ဒဏ်ရာကြီးကြေးရမှုနဲ့ပတ်သက်တဲ့သူ့ခန္ဓာကိုယ်နဲ့နာကျင်စရာဆက်ဆံရေးကြောင့်ဖုံးမော်တာပါလေစံချိန်ချိုးနိုင်တဲ့ရလကဖရီဒါခါလိုရဲ့ရဲ့ဒီမမှုကိုအသိမပြုမှုဈေးကွက်ရဲ့အမြင့်ဆုံးစင်မာမျိုးသမီးလူညာရှင်လက်ရကိုအသိမပြုမှုနဲ့ပတ်သက်လို့ ဘလောက်တော့အခြေယူခဲ့တဲ့အားထုတ်ခဲ့ရတယ်ဆိုတာပြသနေပါလေ။ထောင်ဝ80ပြည့်နှစ်ကျော်ကာလဒီမှာမက္ကဆီကိုအာနာပါလီကခါလိုလိုက်ရာဟာလူပညာဆိုင်ရာမော်ဘုမတန်နေဖြစ်တယ်လို့ကြေညာပြီးခွင့်ပြုချက်မရပဲပြည်ပကိုတင်ဖို့ကမပြုခဲ့ပါဘူး။ခါလိုရဲ့ဖြစ်ကို2000ခုနှစ်မှာအထုပရိယောရှင်ပြည်ဖြန့်ချိခဲ့ပြီးဆယ်မာဟေးရကခါလိုနီယာကတိုးဆောင်ခဲ့တာသူခင်ဘူးရဲ့မုံတိုင်းနဲ့ဆက်ဆက်ရေးတွေတူတင်ရတဲ့နပတ်တလို့ပုံဖော်ထားပါလိမ့်။